justify နိုင်တော့သူက align တက်တဲ့ webpack ကိုပြန်ရောက်သွားနိုင်မယ်ဘယ်လိုမျိုးဒီကြောင်းအလုံးမဲ့မိင်္ဂလာပါ binary ကင်မရာသင်တန်းကျောင်းမှချုပ်ဆိုပါတယ်ဒီကနေ့မျှော်ပေးခြင်းတဲ့သင်ခန်းစာလေးကတော့ Microsoft Word ရဲ့ alignment လေးမျိုးကြောင်းကိုရှင်းပြချင်ပါတယ်ဟုတ်ပြီ Microsoft Word မှာ home tab ကဒီမှာเนาะဒါ home tab လို့ခေါ်တယ် home tab ကဒီမှာ paragraph ခုမှာဒီမှာ alignment လေးမျိုးပါပါတယ်ဒီ primary alignment က align တက်เนาะတခါဒုတိယမြောက်က center တတရားမြောက်က align right နဲ့နောက်တစ်ခုကနောက်ဆုံးတစ်ခုကတော့ justify ဆိုပြီး alignment နေမျိုးရှိတယ်။ဟုတ်ပြီဒီကောင်တွေကဘယ်လိုလုပ်လို့လဲဆိုတော့ကျွန်တော်တို့ကြည့်ကြည့်လိုက်မယ်။ဒါကျွန်တော်တို့စာသားလေးတွေကို select လုပ်လိုက်မယ်။ select လုပ်လိုက်လို့ရှိရင်များသောအားဖြင့်ကျွန်တော်တို့ကစာရိုက်လို့ရှိရင်ပထမဆုံးကဘာလဲဆိုတော့ align left နော် left align left dimension နေလိုက်မယ်။ဒါမှမဟုတ်ကျွန်တော်တို့ကဒီမှာ center နေလိုက်ရင်ဒီစာရိုက်ရဲ့အလယ်ကိုသူကရောက်လာလိမ့်မယ်။ align right ကိုနေလိုက်ရင် ဒါစာသားတွေကစာရွက်ရဲ့ညာဘက်ဆွဲဆုံးရောက်သွားလိမ့်မယ် justify ဒီလိုမျိုးစာတကြောင်စရိုက်ထားတဲ့ကောင် justify နဲ့ရင်တော့သူက align တက်ပြီး web ကိုပဲပြန်ရောက်သွားလိမ့်မယ်ဒီလိုမျိုးတကြောင်စကြည့်ရင် justify လောက်ကိုမတော်ဘူးဒီ live ရဲ့ center ရဲ့ right ရဲ့တွေကနေကိုစင်ပြင်းမဲ့ဟာကိုထားရမယ်ဟုတ်ပြီဘောင်းစံဖြစ်တဲ့အတွက်ကျွန်တော်တို့က center ပဲထားလိုက်မယ်ဟုတ်ပြီနော်ဒါက center ဟုတ်ပြီနောက်ဆိုအောက်ကတလို server byte တွေ server byte တွေကြာရင်တော့ကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့ ဒီမှာ alignment လေးခုလေးရနည်းဒီဒါပုံမှန်အားဖြင့်တော့ဒါ left ဆိုပြီးရှင်းနေလိုက်မယ် left ဆိုလို့ရှိရင်ဒီမှာဘယ်ဘက်မှာအညီညာဘက်ကမြင်ဆောင်နေတာဒါ line နေတာမမြင်ဘူးဟုတ်ပြီဒါ center center ရွေးလိုက်လို့ရှိဒီလိုပုံစံဖြစ်လိုက်မယ် right right ကိုရွေးလိုက်လို့ရှိစာပိုင်းမှာကြတော့မညာညီမယ်ဘယ်ကမညီတော့ဘူးဟုတ်ပြီစာပိုင်းမှန်တယ်များဆိုကျွန်တော်တို့က alignment ချိန်တဲ့အခါမှာဘာကိုရွေးရလဲဆိုတော့ဒီ justify ကိုရွေးပေးရပါတယ် justify ကိုရွေးလိုက်လို့ရှိရင်စာပိုင်းကဒါဘယ်ဘက်ကလည်းအညီဖြစ်လိမ့်မယ် ညာဘက်ကလည်းအညီဖြစ်နိုင်မယ်။ဒါဆိုရင်ရပြီ။ဟုတ်ပြီ။စာဘက်ဖြစ်တဲ့အတွက်ကျွန်တော်တို့က၈ရက်စာဘက်ရဲ့ခြေစောင်းစာလုံးမှာကစားချပြီးရင်တက်တစ်ချက်ပါခုံပေးလိုက်။ဒါဆိုရင်စာဘက်ရဲ့အစာလေးကအတွင်းထဲကိုကျွန်တော်တို့ဒီမှာ0.5လက်မဝက်လောက်ဝင်သွားလိုက်မယ်။ဘယ်ဘက်ကလည်းအညီညာဘက်ကလည်းအညီဖြစ်သွားပြီ။ဟုတ်ပြီ။ပြောချင်တာကတော့စာတကြောင်ချင်းစီဆိုရင်တော့ကျွန်တော်တို့က left center right ကိုယ့်ရဲ့အဆင်ပြေတဲ့နေရာမှာထားကိုယ့်ရဲ့စာရွက်ရဲ့အဆင်ပြေမဲ့အနေထားမှာရွေးလို့ရတယ်။စာပိုက်မှန်တယ်များဆိုရင်တော့ကျွန်တော်တို့က justify ကိုကြွေးပေးရပါမယ်เนาะဒါလေးကတော့ Microsoft Word ရဲ့ alignment သင်ခန်းစာလေးပဲဖြစ်ပါတယ်အားလုံးစင်ပြင်းနားလည်မယ်လို့ညွှန်လင့်ပါတယ်ဗျာ